ရောက်လာကြပြီလားမလာခဲ့လေဒီနေ့မှာတော့အင်းမြတ်သူက Rename Matrius Fashion ရဲ့အစီအစဉ်တစ်ခုအတွက်ဖိတ်ခေါ်ထားလို့ရောက်ရှိနေခြင်းပဲဖြစ်ပါတယ်ရှင် Rename Matrius ဆိုတာက smart ကြပြီးတော့ classic ဖြစ်တဲ့ design တွေကိုရနိုင်တဲ့ fashion brand တစ်ခုဖြစ်ပါတယ်အခု Rename Matrius နဲ့အတူတူအစီအစဉ်လေးအတွက်ပြင်ဆင်လိုက်ကြရအောင်ကဲစလိုက်ကြပါ ုံးရင်တော့လား skin care ရင်လောက်လား skin care ပုံမှန်လုပ်ဖြစ်တဲ့ morning routine လေးတစ်ခုအဲ့ဟာနုံနုံချင်းရေတဲ့တော့ဟာကြီးအများကြီးတောက်ပလိုက်တယ်လက်တော်ကြိုက်ဆုံးသချင်းကစလိတ်နဲ့မိချစ်အခုကဘယ်အတွက် outfit ရွေးမှာလဲဒီမှာ Rene Medius ကနေပြီးတော့စီစဉ်ပေးထားတဲ့ design လေးတွေရှိပါတယ်အမျက်သူကအမျက်သူကြိုက်တဲ့ smart neck classic ဖြစ်မဲ့ design တွေကိုရွေးချက်မယ် ဒီနေ့ professional မျိုးသမီးတယောက်ဘယ်သွားသွားတင့်တော်မဲ့ office လေးတွေကိုရွေးချယ်လိုက်ရအောင်နော်ချင်းချင်းလင်းလင်းရှင်းရှင်းတန်းတန်းဖြစ်နေပါဆိုရင်တော့အားလုံးဝလိုက်။ကဲအဝတ်စားတွေမဝတ်ခင်ပါမိတ်ကပ်လေးနဲ့ကျင်လိုက်ပါဦးမယ်။ကဲလှနေတော့မှာပဲကွာ။ ပုံမှန်လေးကိုမလိမ့်တာအလုတ်ရှိတဲ့အခါမျိုးကြာတော့မှပဲခက်ပပလေးလိမ့်လိရှိပါတယ်စကင်ကဲရတော့ကိုကြိုက်တယ်သူပါရှင်မိတ်ကပ်ပြင်တဲ့အခါမူပေါ်လိုက်ပြီးပြင်တာလားအောက်ဖစ်ပေါ်လိုက်ပြီးပြင်တာလားအဝတ်စားပေါ်လိုက်ပြီးတော့ပြင်တာပေါ့ကိုသွားမဲ့ပွဲဝိမဲ့အဝတ်စားနဲ့လိုက်ဖက်တဲ့မိတ်ကပ် list ကိုပြင်ပါရှင်နေ့တာမှာအလိုအဆုံးပစ္စည်းသုံးခုကဘာဖြစ်မလဲ mm လက်တွေ့ကြတဲ့နေထိုင်မှုမှာဆိုတော့မရှိမဖြစ်ကသုံးမှုရှိပါတယ်အဲ့ဒါကဖုန်းဖုန်းကလုပ်ငန်းခွင်တော့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတော့အလုံးနဲ့ connection ရှိနေလို့ဖုန်းရှိဖို့လိုအပ်ပါတယ်။အာနောက်တစ်ခုကကျတော့ကိုသွားခြင်းရာတွေကိုလည်းလူတွေသွားပြီးတော့ကားတော့ကားပေါ့နော်ကားလိုရတဲ့နောက်တစ်ခုကကိုအရရအလုံးဖြည့်ရှင်းပေးနိုင်မဲ့အဆန်အဲ့တော့အာငွေဖြစ်စီတိုင်းဝင်ကက်ဖြစ်စီပေါ့နော်အားရရှိဖို့လိုအပ်ပါတယ်။ဒါကလက်တွေ့ကြတဲ့နေထိုင်မှုမှာပေါ့နော် Okay ရွေးတဲ့အခါတက်တောင်းတက်တာဖြစ်တာကိုရွေးရလားမဟုတ်ရင် Instagram ဝတ်တိဖြစ်တာတွေကိုပို့ကြိုက်တာလားတက်တောင်းတက်တာဖြစ်တာကိုပို့ပြီးတော့ကြိုက်ပါလေရှင်ဒီနေ့ outfit လေးတွေရောဘယ်လိုစဉ်းစားပြီးရွေးချင်ပါလဲอืมဒီနေ့ outfit ကတော့ Rene Medias Fashion ကနေပြီးတော့လုပ်ငန်းဝင်ဝင်တဲ့အမျိုးသမီးတွေဘယ်သွားသွားဝတ်လို့တင့်တော်ပြီးတော့မိမိုက်နေမဲ့ fashion လေးကိုရွေးချက်ထားပါလေလောလောဆယ်တော့ဒါလေးကိုအရင်ဖို့ကြည့်မယ်ကွာ ပေါ်ပါလွတ်လပ်ပြီးတော့မီးမိုက်တင့်တယ်နေတဲ့လူမျိုးပါ။အမြက်လေးကဒီဝတ်ဆောင်ကိုဘာလို့ရွေးလဲလို့မင်းရတော့ဂျင်းမောင်းမျိုးကြိုက်လို့ပါရှင့်။ဂျင်းမောင်းမျိုးကမှအပေါ်အဲ့လိုမျိုးကော်လန်ကြီးကြီးနဲ့ပါတာမျိုးလူငကကြီးကြီးနဲ့ဝတ်တဲ့ခါကျအာဖက်ရှင်ကြတဲ့အမျိုးသမီးတဦးလို့ခံစားလို့ပါရှင့်။ကဲအဲ့ဆိုရင်ဟောဒီဝတ်ဆောင်လေးနဲ့ရောဘလို့ look လေးဖြစ်မလဲဆိုတော့ကြည့်လိုက်ကြရအောင်။ ဒီဝတ်စုံလေးကိုကြိုက်တဲ့အဓိကအကြောင်းရင်းကဟောဒီအပေါ်တက်ကနီကွဲလေးကြောင့်ပါပဲသူ့ရဲ့အသားလေးကမထူမပါလေးဖြစ်တဲ့အခါကျတော့ မြမပြည့်ရဲ့ရာသီဥရုမွေးနဲ့ဝတ်လို့ရတယ်။နှစ်သူ့ရဲ့ color စက်ပုံသူ့ရဲ့ design လေးကကြတော့အရန်ကြီးနဲ့ငယ်တဲ့ဖိုက်မပေးသလိုအရန်ကြီးလည်း old ဖြစ်တဲ့ဖိုက်ကိုမပေးဘူးဆိုတော့ကိုရီအသက်ရွယ်အတွက်အရန်ကိုအဆင်ပြေတယ်။ပုံမှန်လုပ်ငန်းဝင်ဝင်နေတဲ့အမျိုးသမီးတွေကဒီလိုပုံစံမျိုးလေးဝတ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ပုံမှန်အလုံးကိစ္စအတွက် meeting တွေပဲသွားသွားအဲ့ဒီအပြောင်းကိုမှတငယ်ချင်းတွေနဲ့တီးတိုင်းဒိတ်မယ်ဆိုရင်လည်းအရန်ကိုပေါ်ပါပြီ။မိမိုက်နေတဲ့ fashion vibe လေးကိုပေးတဲ့တကြောင်မလို့ဒါလေးကိုအရန်ကိုသဘောကျပါရဲ့ရှင်။ ဟမ်ဟောဒါဘာလေးလဲ rename matthias an elevator d with rename matthias address တနေ့တာအတူတူဖြတ်သန်းမဲ့ special guest ကြီးရရုံးစီသွားပါတယ်ကဲ special guest ကဘာသူဖြစ်မလဲမသိသေးဘူးရင်ခုန်နေပြီဒါကြည့်ရအောင် Hello morning ဝင်ခဲ့လေအခု Randy Matias နဲ့အတူတူတနေ့တာစီးမျောကြရအောင် Tomorrow 3 2 1 go morning routine လေးတခုကဘာဖြစ်မလဲအာကိုယ်အနေနဲ့ပုံမှန်လုပ်ဖြစ်တဲ့ morning routine ဆိုရင်တော့အသင်းလေးတွေဖွင့်ပြီးတော့ workout လေးလုပ်ရတာကြိုက်တယ်ပေါ့နော်အခုအတွက် fashion ကတနေ့တာမှာဘာလို့ရေးပါလဲအာဘူက အစိုးပိုင်းလည်းသွားတယ်အကပိုင်းလည်းသွားတယ်ဒီနောက်ပိုင်းမှာ acting career ဘက်ကိုလည်းသွားနေတာဖြစ်တဲ့အတွက် question ပိုင်းကတော့ရေးပါတာပေါ့ René Mathias ကိုအခုဘယ်ချိန်လောက်ကလေးကစပြီးတိခဲ့တာလဲအာ René Mathias ကိုကို2019လောက်ကစပြီးတော့တိတာဖြစ်လာမယ်အဲ့မှာအဓိက fashion ဘိုင်းဝင်ကိုပြောရမယ်ဆိုရင် quality နဲ့ cutting ကတော်တော်ရေးကြည့်ဒီ quality နဲ့ cutting ကောင်းပြီဆိုရင်လူတစ်ယောက်က80%လောက်ကိုကြည့်ကောင်းမယ် ဒီ Randy Matias မှာက quality နဲ့ကတင်ရတယ်ကောင်းတယ်ပြီးတော့ဒီက classic လည်းဖြစ်တယ် smart လည်းဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးအရင် retro back ရောက်တာလည်းမဟုတ်ဘဲနဲ့ trend နောက်လည်းနောက်ကောင်းမကြပဲနဲ့ဒါရွေးချယ်စရာကြီးအများကြီးရှိတယ်ဆိုတာကျွန်တော်ကြီးရှုနေတဲ့ပုံစံကြီးကိုသိပေးချင်တာကိုရဲ့စိုက်ဆောင်ရမူရ Don't for umbrella အကိုရဲ့တနေ့တာမှာ skin care routine ရှိလားဒါမှမဟုတ်စက်ပြာနေပဲဖြည့်ရှင်းလားလား ဆက်ပြနေတော့ဖြည့်ရှင်းလို့မရဘူးပေါ့နော်အာကိုကိုရန်ကလည်းဒါအမှုပညာလုပ်နေတာဆိုတော့ကျွန်တော် single routine ကကြတော့60 90ဆင်းလောက်တော့ရှိမှလည်းတွေ့ခဏိတာမှာကိုပါလေးဝှစ်ချင်နေဆိုတော့စိတ်ရှိလားဒါမှမဟုတ်ကိုနဲ့လိုက်မဲ့ဟာကိုပဲဝှစ်လိုက်တာလားอืมกูเนี่ยไล่แม่หาโวเว็บผิดตาไม่เอาแม่เลยดูเลยแกอ่ะส่วนเราออฟฟิศเลยตั้วยื้อเลยอ่ะใหญ่นะ When I go I drop when i trip i pop အခုအနေနဲ့တစ်နှစ်ပတ်လုံးအောက်ဖက်ဒီဇိုင်းလေးဝေးရမယ်ဆိုလို့ရှိရင်ဘယ်လိုအောက်ဖက်လေးဝေးဖြစ်မလဲအာတစ်နှစ်ပတ်လုံးဒါလေးဖြစ်မယ်နဲ့တွေ့ကျွန်တော်အများအားဝေးနေကြစပိုရှက်နဲ့ဖောင်းမီလေးနဲ့ဒီနေ့တော့အောက်ဖက်လေးကိုရောဘယ်လိုစဉ်းစားပြီးရွေးချယ်မလဲအာမနိုင်ပြောရရင်တော့ကျွန်တော်ဒီနေ့ဘာလို့အမှန်ဆိုတော့တေချာမသိဘူးဒါပေမဲ့ဘာပဲလုတ်ခိုင်းလုတ်ခိုင်းအဆင်ပြေအောင်လို့ကျွန်တော် smart လည်းဖြစ်တယ်ပြီးတော့ casual လည်းဖြစ်တယ် အဲ့မျိုးလေးကျွန်တော်ရွေးလိုက်မယ်ကျွန်တော်ကုတ်တွေပါတယ်ကြိုက်တယ်ဆိုတော့ပြီးတော့ထဲတွေကဒါလေးနဲ့ဒါလေးကိုပြမအောင်ဆုံးဟုတ်ကဲ့နေနဲ့ကျွန်တော်ရွေးလိုက်မယ် Okay ဒါဒုတိယတစ်စုံနေနဲ့တော့ကျွန်တော်အများနဲ့ဝေးလေးဝေးထားရှိတဲ့ဒါ smart လည်းဖြစ်တယ် casual လည်းဖြစ်တယ် classic လည်းဖြစ်တယ် khaki style pants လေးနဲ့ white shirt လေးနဲ့ဆိုတော့နောက်ဆုံးလေးရွေးပြီးပါပြီဆိုတော့ Okay let's go ဘယ်လိုလဲကျွန်တော်ရမ်းမိုက်နေမလားဘယ်လိုလဲရမ်းကောင်းနေပြီးတော့ဒါလေဇာရဲ့အထဲတွေကနေပြီးတော့ကျွန်တော်ရိုးရိုးလေးနဲ့အေးမဲ့ချီတာလေးကျွန်တော်သုံးထားတယ်ကဲပြီးတော့နောက်တစ်စုံအနေနဲ့ဒါဒါလည်းချီတာလေးပဲအေးတယ်ဒီနေ့ပူမကြောက်တဲ့အတွက်ကျွန်တော်အကုန်လုံးအေးလေးပဲချီထားတယ်ကဲဖမ်းကြည့်လိုက်ရအောင်ကဲဒီ outfit လေးကတော့ဒါခုနကယူထားတဲ့နှစ်စုံလေးကတစ်စုံပေါ့နော် ော်တော်လေးလည်း casual ဖြစ်တယ်ပြီးတော့ smart လည်းဖြစ်တယ်ဝယ်လို့ဝထားမယ်မသိအောင်လို့တော့မှာဒါတော်တော်လေးကို comfortable ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါပူတဲ့ຢာတိဥတွေပါလေဆိုတော့ဒါလေးလည်းဆို easy ပဲအဲ့တော့ကျွန်တော်ခုနကနှစ်စုံရွေးထားတဲ့နေရာဒီစုံပဲရွေးလိုက်တော့မယ်ဟုတ်သူလည်းမသိတော့ကြည့်လိုက်ရအောင်ဘုသူများလေးလို့ဟုတ်မှာမဆုံးနိုင်ကြပြီเนาะ ရန်ကြာဝင်းလေးပါဟုတ်ကဲမထိုင်ပါဦးမဆုံးနိုင်ကြပြီဟုတ်တယ်မမဆုံးနိုင်ကြဘူးเนาะစကားကြီးပြောကြအောင်ဟမ်ဟောစာရီးတွေ ਨੇ စာရီးတွေရောက်လာပြန်ပြီဘာမှမသိသေးဘူးလားဒီနေ့တနေ့လုံးအမားတို့ကိုဒီ rename marius ကနေပြီးတော့စာရီးလေးတွေပေးမယ်အဲ့စာရီးတွေကိုဖွင့်ဖက်ပြီးတော့အဲ့မှာပါတိုင်းအကုန်လိုက်လောက်အောင်စာကြပါလိမ့်ပါလိမ့်ကြည့်အောင်ကဲဟုတ်ပြီအဲ့ဆိုရင်တော့ကျွန်တော်စိတ်လုံရှားစွာနဲ့ ဖတ်လိုက်မယ်နော်အာတယောက်နဲ့တယောက်တဲ့အခုဝတ်ထားတာဘယ်လိုမြင်လဲတဲ့မြင်ပြအဲကြည့်လိုက်ပါနော်ဟာမအရန်နေရမ်းမိုက်နေတာဗျာလောကကတင်ကောလောကနော် elegant ဖြစ်တယ် simple ဖြစ်တယ် classic ဖြစ်တယ်ဒါလောကအာရမ်းမိုက်တယ်မာ perfect ပဲအာကျွန်တော်အမြင်ပါနော်ဟို fashion မှာဆိုရင်အဓိကဟို quality နဲ့ကနေရတော့ဟိုအရေးအရမ်းပါတာပေါ့နော်ဒီခေါက်ကကျွန်တော်လက်ငယ်ကျွန်တော်ကြည့်တော့ ဘယ်လိုလဲအမအမအပေါ်ကြီးကိုရမ်းကြိုက်အရမ်းကြိုက်တယ်အမကတော့ဒီဒီအဲ့အယောင်တွေကိုအမသဘောကျတာဟုတ်နော်တကယ်ကို simple ဖြစ်တယ်ပြီးတော့ casual လည်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီခြေသားအေးအေးလေးနဲ့ဆိုတော့ဒီကြီးအောင်ဝတ်တယ်လို့မသိကြီးရဲ့နည်းကိုတက်တောင်းတာဖြစ်ပြီး agent နေလေအရမ်း comfortable ဖြစ်တယ်အဲ့လိုဝတ်ထားမှန်းတော့မသိတာအောင်အဲ့အဲ့လိုမျိုးလေးနော်ဟုတ်တယ်အမဆိုလည်းအဲ့လိုပဲအင်ကြီးလေးကမအရင်တော့ကြာဒါဆိုရင်ကွာຫນွေမိုးဆောင်တက်တချိန်မလို့ရတယ်ဟုတ်တယ်ပုတ်ပုတ်ပပလေးနဲ့เนาะပြီးတော့ဒီကာလာလေးနဲ့လည်းအမနဲ့အလုံးကတော့ match ရန်သွားကြနေရန် perfect ဖြစ်နေပြီနောက်တစ်ခုကကြတော့တယောက်ရဲ့ style ဟိုတဲ့တယောက်ကစကလုံးသုံးလုံးနဲ့ပေါ်ပြပါကျွန်တော်ရင်ပြောလိုက်မယ်အမကဒီနေ့ style ကအရင် perfect ဖြစ်နေတယ်ဆိုတော့ perfect တော့အာမိုင်းဒီမလာဒီလိုလားအာကဲမလေးဟန်ဆမ်ဖြစ်နေတယ်သူကစကလုံးသုံးလုံးဖြစ်လာဟန်ဆမ်နှလုံးပဲဖြစ်နေဟုတ်တယ်ဟန်ဆမ်တော့ 他们来 handsome，哎，好的好的，handsome，哎，好了，OK OK。ကိုကြိုက်တဲ့အမှုပညာရှင်ရဲ့ဖက်ရှင်ကိုဝေးရမယ်ဆိုရင်တဲ့ဘသူဖြစ်မလဲ။ဘာကြောင့်ဖြစ်မလဲ။ငငယ်တော့ Lady Gaga လို့ဝတ်ချင်တာပေါ့။အရမ်းမိုက်တယ် Lady Gaga ဆိုရင်တော့နော်။ဟုတ်ပါရှင်။အာလက်ရှိအသက်အရွယ်မှာကြတော့အမဘသူကိုကြိုက်လဲဆိုတော့လက်ရှိကအမအလိုဂျူလီကြိုက်တယ်။ဟုတ်တယ်။မောင်လေးရော?ကျွန်တော်ကอืม ျွန်တော်ကကြတော့ဟို John Wick မင်းသားလေးပြန်မှာ Keanu Reeves အော်တည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 ်ခွဲတစ်ကောင်နဲ့လေသူ့ရဲ့ personality ရောပြီးတော့သူ့ရဲ့ character ရော အပြင်မှာလည်းအဲ့လိုမျိုး humble ဖြစ်တယ်အာဆက်ပွေးတွေပါဆိုလဲစီးတာလဲတော့အေးစစ် casual လေးတွေဝတ်တယ်ပြီးတော့အဲ့ဇကားတွေက fashion နဲ့ကြောင်းအရင်ကြိုက်တယ်ဩအဲ့ဒါပေါ့ပန်နူကိုလည်းကြိုက်တယ်ကိုင်တောက်လည်းကြိုက်တယ်သူ့ရဲ့အနေထိုင်အကုန်လုံးကြိုက်တာဟုတ်တယ်ဟုတ်တယ် okay so um နောက်တစ်ခုကကြတော့ကိုအဝိဘီဒီယိုတွေမှာအထူးစမ်းဆုံးနဲ့အရေးအဆုံး အရာတခုအမရဲ့အဝေးဗီဒီယိုတော့မှာအရေးအရဆုံးနဲ့အဲထူးဆန်းဆုံးအရာအမဝီဒီယိုထဲမှာအထူးဆန်းဆုံးနဲ့အရေးအရဆုံးကအမဝတ်တဲ့ပုတ်ရှက်စီကိုဒိုဝီဖန်နေနေရှောနေနေရှောအဲကျွန်တော်တွေကဆိုရင်တော့အဓိကအဲ့လိုအော်မဟုတ်မဟုတ် ောက်မဟုတ်မဟုတ်မဟုတ်ဟိုကလေကျွန်တော်စင်စင်ပေါ်မှာဟိုဟိုတလုံးကကရင်နဲ့ကွာပြေးသွားတဲ့ဟာတော့ရှိတယ်စင်ပေါ်မှာအကလုံးကြီးပြေးသွားအင်းတိတ်နာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါလေးပေါ့နော်อืมโอเคโอเคနောက်တစ်ခုอืมအာအဝတ်တွေဝယ်ပြီးတော့မဝတ်ဖြစ်တာရှိလားမရှိဘူးအကုန်ပဲဟုတ်ရဲ့လို့ဟုတ်တယ်ကျွန်တော်လည်းအဲ့လိုမဝတ်ဖြစ်တာတွေဆိုတော်တော်များမယ် ဟုတ်တယ်ရှိုးဟာတွေဆိုမိတော်မိနေပဲရောက်နေမှမသိအဝတ်စားတွေကအရန်များတော့အမစားကြီးက online shopping ရောက်ဝယ်တယ်ပြီမဖောက်လဲနေတာအများကြီးအများကြီးဖြစ်လာပြီဒီထဲမှာဘယ်အဲ့အင်ကြီးငါမာတာလဲမဘယ်ထဲမှာရှိမှမသိတော့အဲ့လိုကြီးဖြစ်တာပြီးရင် um ကိုကားတဲ့လူလုံးဝမရှိတဲ့ကျွန်းကိုရောက်သွားမယ်ပစ္စည်းတစ်ခုပဲယူခွင့်ရှိမယ်ဘယ်ပစ္စည်းကိုယူမလဲဖုန်းယူရမလား ငယ်ကကျူအောင်ပကိုကျူးမရောက်နေလေ baby အေးဟုတ်တယ်ဟုတ်တယ်အဲ delivery ဘာရှိရင်ဖုန်းနဲ့လမ်းပြီးတော့ဆက်ပြီးခေါ်လို့ရတယ်နော်အဲဖုန်းဖုန်းဖုန်းယူပါမယ်ပောက်ကြီးရတယ်ကိုနှလုံးသားကြီးဟာရဲ့အရုပ်ရှင်တစ်ခုဖြစ်မယ်ဆိုရင်ရုပ်ရှင်နမယဘာဖြစ်မလဲတငယ်ချင်းလိုပဲဆက်ရခေါ်မိခိုင်းအိုး friend zone နဲ့ရောက်နေရလားဟိုမှာအကုန်တော့ကုန်သွားပြီ။ကုန်သွားရေကနောက်ဆုံးဟင်းဒီ side ကဖွင့်ရမလား ဒါစာရေးပြန်ဒါဆိုရင်တော့ဒါဆိုဒါမေးခွန်းမဟုတ်တော့ဘူးဒါဘာဖြစ်သွားပြီလဲကြည့်အောင်อืมอืมทูซะซะแกโอเคเรเน่มาร์ทิเอสရဲ့စိုင်ခွဲတွေကဂျန်ရှင်စီးတီးစိုင်ခွဲလေးမှာတဲ့ mystery challenge လေးတစ်ခုလုပ်ပါတယ်โอ้ဟုတ်แกအဆိုရင်အခုပဲဂျန်ရှင်စီးတီးမှာရှိတဲ့ Renes Maria ဆိုင်ကိုသွားပြီးတော့ဘယ်လို challenge ကို accept လုပ်မလဲဆိုတာတူတူလိုက်ကြည့်ရအောင်เนาะ Okay. Challenge accepted. Let's go. Go. Tome. That's just our style. ကဲမ ాయి ဆိုင်နေတော့ရောက်ရှိလာပြီကျွန်တော်ဒီနေ့ဘာလို့ရောက်မှန်းမသိဘူးเนาะမောက်တည်လား ဘယ်လိုဒီမှာစိုင်းမလာသေးဘူးလေဟိုစိုင်းလာမှသိရတာဟုတ်လားဟုတ်အော်လာနေပြီစိုင်းလာနေပြီဒီမှာလေကျေးဇူးပါကဲဘာလို့ရမှာလဲဖတ်ကြည့်ရအောင်မရင်ဖတ်ကြည့်ဟုတ်တယ်အတူတူပဲအတူတူပဲကဲအဲ့ဆိုကျွန်တော်ဖတ်ကြည့်မယ်ပေးထားတယ်တဲ့အချီနေပုံမူတည်ပြီးတော့အချီနေနဲ့အလိုက်ဖတ်ဆုံးဝတ်စုံတဲ့9မိနစ်အတွင်ရွေးရန်တဲ့ဦးဆုံးရွေးသူအနိုင်ဟုတ်တယ်အဲ့ဆိုတကြည်အောင်ကြည့်အောင်ပါပါဒီမှာဟုတ်ပြီဟုတ်ပြီဒုတိယကအကေရွေးရ ကိုကတငယ်ချင်းတွေနဲ့ကော်ဖီဆိုင်တစ်ကလေးကိုသွားမယ်ဒါပေမဲ့တငယ်ချင်းအုပ်စုတွေထဲမှာ ကိုနဲ့မတည့်တဲ့သူပါနေတော့သူ့ရှေ့မှာအလားဆုံးတောက်ပပြမယ်ဝတ်စုံဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်လည်းမတူဘူးမ ਾਇ ကျွန်တော်ကကြတော့အကယ်၍တဲ့ကိုကတငယ်ချင်းတွေနဲ့ကော်ဖီဆိုင်အစ်တစ်ကိုသွားမယ်ဆိုတော့အဲ့မှာတငယ်ချင်းအုပ်စုတွေမှာတဲ့ကိုသဘောကျနေတဲ့ကောင်မလေးပါတော့တဲ့သူ့ရှေ့ impression ကောင်းအောင်ဝင်မဲ့အမိုက်စာဝဲတော့မတူတော့ဘူးမင်းကပုံမိုက်ဖို့လိုအပ်တယ်နောက်တစ်ခုနောက်တစ်ခုကတူလာရင် ုတာမျိုးထဲမှာ street fashion show တခုဟွန်း gas အနေနဲ့တက်ရမယ်ဆိုရင်ဝစ်ဖြစ်မဲ့ဝစ်ဆော့အတူတူပဲအဲ့ဒါတော့ဟောအတူတူပဲ okay ကြယ်ရည်တာတဲ့ကိုကပေါ့နော်ကျန်ကုန်မြို့ထဲမှာ Kendall Jenner ကနေဂျာနာနဲ့အတူအပြိုင်ဩမဂဇင်းကာဘာရှူရိုက်မယ်ဝတ်မဝတ်ဆုံးကျွန်တော်ကဂျာတော့အမားနဲ့ရဒါ theme တူတယ်ဒါပေမဲ့အမားဂျာတော့ Kendall Jenner ကျွန်တော်ကဂျာတော့ Harry Styles ဩ Okay အဲ့ဆိုငါမြင့်တဲ့ ်9မိနစ် Let's go That's just our style ဟာတော်တော်မိုက်တယ်ဟာဒီကမိုက်တာကဲဒီ outfit လေးကတော့ကျွန်တော် ီမေကွန်းလင်းအတွက်ယူထားတဲ့ outfit လေးပါအာ soft boy လေးဖြစ်တဲ့ဒါ theme လေးကိုယူထားပါတယ်ဒါအမြင်လေးကလည်းကာကီရောင်လေးဆိုတော့ဒါကော်မလေးကကိုကြည့်လိုက်ရင်ဒါအမြင်လေးလေးအေဂျင့်ပြီးတော့ soft ဖြစ်တဲ့ impression လေးကိုကျွန်တော်ယူထားတာပါကဲအဲ့ဆိုရင်ကျွန်တော်နောက်တစ်စုံသွားလေးလိုက်ပါဦးကဲဒီစုံလေးကတော့ street fashion show လေးဖြစ်တယ်ပြီးတော့ guest အနေနဲ့တက်မှာဆိုတော့ channel လူတွေနောက်ကိုရောလို့မဖြစ်ဘူးပေါ့နော်လုံးဝရောလို့မဖြစ်ဘူးပေါ့ဆိုတော့ကျွန်တော်ယူထားတဲ့ဝတ်စုံလေးပါကဲအဲ့ဆိုရင် နောက်တစ်စုံသွားလေးလိုက်ပါဦး โอเคဒီတစ်ခေါက်ဝတ်စုံလေးကတော့ဒီ shirt ကအောက်ကနေပြီးတော့ strip shirt လေးနဲ့ဒါအပေါ်က blazer ဆိုလဲဒါရွှေရောင်ကြယ်သေးလေးနဲ့ကျွန်တော်ခုနကနေပြီးတော့အမတ်တမဲကြီးလိုက်တာတော့မတော်တော်လှတော့အဲကြောင့်ကျွန်တော်အမြန်တုတ်လာခဲ့တာပြီးတော့ဒီအောက်က jean pants လေးကိုလည်းကျွန်တော်တော်တော်လေးသဘောကျတယ်အဲကြောင့်ကျွန်တော်ဒီ size လေးနည်းနည်းလေး shrine ထားတယ်ပေါ့နော်ပြည့်တဲ့ကြီးဘယ်လိုမြင်လဲ Okay so uh သုံးစုံလေးပြည့်ပြီဆိုတော့ကျွန်တော်တို့ဒါအိမ်မြေတို့ကစားတယ် အခုရွေးထားတဲ့ဝတ်စုံလေးကတော့ကိုကတငယ်ချင်းတွေနဲ့ coffee sign စစ်ကိုသွားမယ်။ဒါပေမဲ့တငယ်ချင်းအဖွဲ့ထဲမှာကိုနဲ့မတည့်တဲ့သူပါနေသူရှိမှအလားပါဆုံးတောက်ပါပြမယ်ဝတ်စုံ။ ဒီအဖက်လေးတွေကအရင်ချစ်ဖို့ကောင်းတယ်အာဒီပခုံးခွင်ပေါ့နော်ကိုယ့်ပခုံးခွင်ရဲ့အလှောက်ဒါလေးတွေကပို့ပြီးတော့ပံ့ပိုးပေးရလို့ခံစားရတယ်ပြီးတော့အာကိုယ့်ရဲ့ body shape ကိုလည်းပေါ့ထင်းထင်းလင်းလင်းပေါ်လင်းစေတဲ့ကြောင့်ဒီဝတ်ဆောင်လေးကိုရွေးတာဖြစ်ပါတယ်ရှင်ကဲကျေးဇူးတင်ပါတယ်နောက်ထပ်ဝတ်ဆောင်စုံသွားပြီးလဲလိုက်ပါဦးမယ်နော် အခုဝတ်ဆောင်လေးကတော့မျိုးရဲက street fashion show တခုမှာကိုက guest အနေနဲ့တက်မယ်ဆိုရင်ဝတ်ဖြစ်မဲ့ဝတ်ဆောင်မျိုးရွေးထားပါဗောနော်အာဒီဝတ်ဆောင်ရွေးတဲ့အဓိကအကြောင်းရင်းကတော့အင်းမြတ်သူကဒီလိုပုံစံမျိုးတစ်ခါမှတိတ်မဝတ်ဖြစ်ဘူးဗောနော်ဝတ်ရထားတိတ်မရှိဘူးအမေအခုကကိုကအာပေါ်တော့ဒီ fashion show တခုကိုသွားရမယ်ကိုကဧည့်သည်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အရန်ကြီးလဲရော့နေလို့မရတဲ့အခါကျတော့ကိုကဝတ်နေကြမဟုတ်တဲ့ပုံစံမျိုးကိုဆင်မိတယ်အာပို့ပြီးတော့ငယ်နုဘွားကိုနဇွဲလေးဝတ်ထားတာဗောနော်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ကဲနောက်ဆုံးသွားလေးလိုက်ပါဦးမရှင် အခုဝတ်ဆောင်လေးကတော့ဒါနောက်ဆုံးဝတ်ဆောင်လေးပေါ့နော်ရန်ကုန်မြို့ထဲမှာကန်တဂျန်နာနဲ့အပြိုင်မဂဇင်းကာဗာရှူရပြင်ဝတ်မဲ့ဝတ်ဆောင်မျိုးပေါ့ဆိုတော့ဒီဂျင်းဝတ်ဆက်ကဂျင်းလိုက်ရင်ထင်းလင်းပြီးတော့ဂျင်းဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းငယ်တဲ့လုတ်ကိုလည်းတွားပေးမယ်အရန်ကြီးငယ်တဲ့ vibe တော့မဟုတ်ဘူးဒါပေမဲ့အရန်ကိုထင်းလင်းပြီးတော့ကိုယ့်အသက်ကိုယ့်ရွယ်တစ်ခုမှာယုံကြည်မှုရှိရှိနဲ့အာကာဗာရှူတည်လို့ရတဲ့ပုံမျိုးလို့ခံစားမိလို့ဒီအယောင်နဲ့ဒီဂျင်းကိုရွေးချယ်ခြင်းဖြစ်ပါတယ်ရှင် ော်။အာ fashion ကတော့ share လမ်းနေပါလားငါမ။ဘယ်ရမလဲအမအလုံးကမလျှော့တာဘူး။อืมအဲ့မလျှော့တဲ့ fashion တွေကိုရွေးချယ်ဖို့အတွက်အမအချိန်ရောလောက်ရလား။အာလောက်တာပေါ့။ပူတော်ပူနေသေးတဲ့အချိန်တွေကအမ်သူများကိုပဲပြောနေမင်းရောကျွန်တော်ကမအောင်ထိုင်ဆောက်နေတဏ္ဍာရီလောက်ရှိနေပြီမလျှောက်ပြောနေကဲဘာကူဘာသာလို့မလာမလို့လောက်တာတော့ဝုတ်ပြူးသွားပြီအဲအဲဝင်လာပြန်ပြီစိုင်းတွေလာပေးပြန်ပြီကဲဖတ်ရအောင်အာမင်းဖတ်အာ another mystery challenge at downtown oh ေးဒေါင်းဒေါင်းဆိုလို့နော်ဆင်းတော့စဉ်းစားမိတာအခုလက်ရှိ fashion နေနေဆိုဒေါင်းဒေါင်းလဲမှာလောအာဂေါ်မိုက်မိမိုက်ဂေါ်ရှမ်းမိုက်စားရပြီအဖြစ်ကုန်ပြီနော်အဲ့ဆိုတော့အာနေနေနေဒီတက်တော့မရသေးဘူးကောနည်းနည်း challenge ရှိတော့ဘာမှမသိဘူးကွာအဲ့တော့နည်းနည်းဒီတက်ပုံနဲ့ထပ်ရှွိုင်းသွားအောင်မယ်ဒါပါဒါပါဒီ look နဲ့တော့မသွားခြင်းသေးဘူးမနေရှွိုင်းလာကျွန်လည်းရှွိုင်းလာ Okay okay ရှွိုင်းရမယ် Go man Go ဘာရေးဆက်လုပ်ရမလဲဆိုတော့မသိသေးဘူးကျွန်တော်လည်းအရင် excited ဖြစ်နေတယ်တူတူပဲအော် side ကဲ side တော့ရပါပြီရှင်ကဲဘာလို့လောက်ခိုင်းမလဲဆိုတော့အိုးပေးထားတဲ့နေရာလေးမှာတဲ့ပေးထားတဲ့ fashion post ဖြင့် magazine cover style photo shoot အမိုင်းစားလေးရိုက်ပါတဲ့ရှင်ကျွန်တော်လည်းတူတူပဲရောအော်တူတူပဲလားအဲ့ဆိုပြန်ရမှာလားကဲအဲ့ဒါဘယ်နေရာမှာလဲကြည့်ရအောင် ဟုတ်တော့နေရာပါပါနေရာလည်းရှိတယ်အော်ဒီမှာကဲ choose your style နဲ့အာဟုတ်ပြီကဲဒီလိုပုံလေးလုပ်ရမှာအာပောက်ပြီအဲ့ဆိုရင်ကိုကြိုက်တဲ့နေရာမှာယူပြီးတော့ပုံဆုံးခုလုပ်ရမှာပေါ့အဲ့တော့ okay လမ်းခွဲရအောင် okay ကြိုင်လိုက်ကြရအောင် okay အောင်ပြပါစေတကယ်ချင်းဝင်ဒီရှော့စ်ဂိုအဲလိုစတက်တင်တိုးစတေးရေးနေလား

ကဲမာရေးပြန်ဆုံကြပြီကျွန်တော်တို့ challenge ကြီးလည်းပြီးသွားပြီဆိုတော့အမဓာတ်ပုံရိုက်ဖို့နေရာတွေကိုဘယ်လောက်တောင်ရှာလိုက်ရလဲနောက်တစ်ခါလာရင်ရိုက်ဖို့နေရာကြေချပြီးသွားရင်အမိုက်တယ်ကွာကဲသိတဲ့ကြီးရေပြည်သူတွေအားလုံးလည်းအခုဓာတ်ပုံတွေအားလုံးကိုမြင်ပြီးသွားပြီဆိုတော့ဘသူရဲ့ပုံကအမိုက်ဆုံးလဲဆိုတာကို comment လေးရေးပေးခဲ့ကြပါဦးနော်ဟုတ်တယ်ကျွန်တော်လည်းအဲ့ဒါအရင်သိချင်နေပြီကဲပြည်သူကြီးကဝင်နာပေးမဲ့သူကကျွန်တော်ဖြစ်မလားမအီမဲ့သူဖြစ်မလားဆိုတာကိုပြည်သူကြီးကိုယ်တိုင်ပဲရွေးချယ်ဆုံးဖြတ်ပေးကြပါဦး 哦，你你疯了？哦。Hello。好给好给，我买微信。好嘞嘞。Final challenge。啊，Final challenge。OK。Challenge accepted。အဲ့ဆိုရင်ကျွန်တော်တို့အတူတူအင်ဂျီလဲပြီးတော့ဗန်နီမာတီရဲ့ခုသွားလိုက်ကြရအောင်တကယ်ကိုပြီအာ လောက်လိုက်ရချဲလန်နန်းနေရှောက်သွားနေရချဲလန်တော်တော်ညောင်းနေပြီတော်ပါသေးရဒီခါချဲလန်ထိုင်ပြီးလောက်ရတာမဟုတ်လားအဲပြောမိတာပြောတော့မကြည့်အောင်ဒီချဲလန်ဘာဖြစ်မလဲမသိဘူးမဗုဒ္ဓင်းနဲ့ဟာမှာတပ်ပုံတွေရောပေးထားဟုတ်တယ်နော်ဒီနေ့ကချဲလန်ကြီးတဲ့အမျိုးမျိုးပဲကဲဒီတစ်ခေါက်ကကျွန်တော်စာအိတ်လည်းပါတယ်ပုံလေးလည်းပါတယ်ဆိုတော့အာပုံမှာလည်းဒါဟိုစာလေးတွေကောင်းစင်လေးပေးထားတယ်ပြီးတော့ဒီပုံလေးတွေနဲ့ကျွန်တော်စိတ်ထင်တော့ဒီပုံလေးတွေနဲ့ဒီကောင်းစင်အောက်မှာဒါတပုံချင်းစီတိုက်ကိုက်ညီတဲ့ဟာလေးတွေတော့ကတ်ရမယ်တူဟုတ်ပါ ်အကြည့်ကြပါဘောနော်အကြည့်လိုက်အောင်မကဲဒီဟာတော့ဒီဟာထားမယ်ကွာဒါတော့မှန်တော့တယ်အာဟုတ်တယ်ကဲဒီမှာတက်အောင်အာဟုတ်ပြီဆက်ရပြီကဲပြီးပါပြီလားကဲဆိုတော့ဒီခေါင်းစဉ်နဲ့အောက်မှာဒီပုံလေးကိုဘာလို့ထားရလဲဆိုတာပြည့်တဲ့တူလို့ဆက်လို့ရှင်းပြပေးပါဦးမယ် အာဟို performance ကိုရင်ပြောလိုက်အဲဟုတ်ပြီဆို performance ဝဲကဘာလို့အဲ့ဒါထားလဲဆိုတော့လူနှစ်လုံးရှာသွားသွားလာအလုပ်ရတဲ့အရာတွေဆို performance ဆိုတာအဲ့လိုမျိုးပြရတယ်အဲ့လိုထင်တာဘူးနော်ဟိုဘက်က handsome ကြတော့အော်ယောက်ျားတွေအဲ့လိုဝင်အဲ့လိုခန့်ချောတက်နေလို့ခံစားရတယ်ဘာဖြစ်လို့အဲဆုနဲ့အဲဆုနဲ့အကြည့်နေတယ်မှာဟိုဘက်ကကျနော်စမိုက်ကြရတယ်ပေါ့ကွအဲ့ဒါကိုသဘောကျတယ်ဟိုကကြတော့သူကနည်းနည်းတို့ကြည့်ရကွာအဲ့လိုအာခံညာရဲ့ပုံလဲပေါက်တယ်ဒါပေမဲ့ပေါ့ပါတယ် လောင်းသွားအဲ့လိုပေါ့နော်အထက်တန်းဆိုအကြအသက်လည်းနဲ့ကြီးပြီမြဲလဲပေါ့ဘိုင်းလုတ်ဘိုက်ကိုရလို့အဲ့နေမှာထားတာဟိုကတော့ဟိုကတော့မော်ဒယ်လားမသိဘူးအလုပ်ချုပ်တယ်သူကတစ်ဆယ်နဲ့တည်းမပြီးဘူးသူကတော့အပေါ်ကတော့ပြီးတယ်ကွန်ဗိုင်ထုတ်ရတာသူကအဲ့လိုမျိုးလုံးဝပေးရပို့စကားသာကြည့်ပါလားပါပါဒါဒီ modern post ပဲလို့လုပ်လိုက်တယ်။ performance wear ကြတော့ဟုတ်တယ်။ဒါ100%မှန်တယ်လို့ယုံကြည်တယ်။ handsome attire ကြတော့အော်ဟုတ်တယ်ဒါလည်းဖြစ်လောက်တယ်ဖြစ်လောက်တယ်ဟုတ်တယ် handsome attire မှန်လောက်တယ် urban style ကကြတော့ဟုတ်တယ်အမရွေးချယ်မှုအကုန်လုံးကမှန်တယ်လို့ကျွန်တော်ထင်တယ် okay ပြရစားကြည့်ကြည့်မယ်ဆိုမောင်လေးရဲ့ရွေးချယ်မှုအမကြည့်မယ် yeah alrighty yeah မောင်လေးတေချာကြည့်လိုက်ပါမယ်မောင်လေးရဲ့မောင်လေးမျိုးကပိုခတ်တယ် okay alright ဒါဟုတ်လာမယ် luxury ဆိုမှတော့ဟွန်း future vintage y2k expire အာမင်းမင်းကပိုလွယ်တာဗောအဲ့တော့ကရှင်းပြပါ 12k inspire အဘားကျွန်တော်တို့2000ဝန်းကျင်လောက်က fashion နဲ့ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီ design ကိုကြည့်ကြည့်ရတော့ဒါ2000ဘက်က inspire ဖြစ်ထားတဲ့ look ထင်လို့ကျွန်တော်အဲ့ဒါကိုတွေးလိုက်တယ်။ပြီးတော့ chic casual ကကြတော့ဒါခလန်းလန်းကျော်ရှင်းတဲ့ sexy ဟိုဖြစ်တဲ့အမျိုးသမီးပေါ့။ဆက်ဆံမှုရှိတဲ့ဆက်ဆံမှုရှိတဲ့အမျိုးသမီး။အော်ကျမလိုမျိုးပေါ့။ဒါပေမဲ့အရန်ကြီးလဲအဲ့လိုမျိုးဟိုလိုမျိုးပဲ casually casual လေးနဲ့ကိုပဲမိုက်နေတဲ့ပုံစံမျိုးဟုတ်ကဲ့ဟုတ်ပြီဟိုကပြီးတော့ quiet luxury ဟုတ်တယ်အမလိုမျိုးပဲဟုတ်တယ်အဲ့ဒါလည်းအမလိုမျိုးပဲအခုတော့ fashion က fashion ကအရင်တူနေပြီတောက်တာအဲ့ဒါတ luxury နဲ့အလိုပေါ့နော်ဟုတ်လားအ quiet luxury ဆိုတော့သူကအငြိမ် style လေးပေါ့ luxury မှငြိမ်ငြိမ်လေးဟုတ်တယ်သူ color လေးရွေးချယ်တာကလည်းအငြိမ်အဲ့လိုမျိုးဒီဘက်က သူက future vintage သူက vintage ဆိုတာမှရဲ့ဒါဟိုနည်းနည်းလေး retro vibe ပဲပြောကြတော့ဗောနော်ဒါပေမဲ့ future မှာထည့်ထားတော့ဒီအနာဂတ်မှာလဲကျွန်တော်တို့ရဲ့ fashion trend တွေအများကြီးလဲနေတာဖြစ်တဲ့အတွက်ကိုဒါ future vintage ဒီ style အနာဂတ်မှာဘယ်လိုမျိုးတွေဝင်ဦးမယ်ဆိုပုံစံအနာဂတ် vintage ကဲဟုတ်ပြီ size ဖွင့်ပေးမယ်လားဟုတ်ကဲ့ဒါကတော့အခုအလေးကတော့ဒါ rename materials ကဒီနေ့ challenge ရဲ့ပါလေးဖြစ်မှာလဲပေါ့နော်တူတူပဲဟုတ် okay ပြည့်စုံကိုသားတဲ့ René Mathias နဲ့ collab လုပ်ပြီးတော့ outfit design ဖန်တီးရမယ်ဆိုရင်ဘလို့ design မျိုးထုတ်ဝေဖြစ်မှာလဲကျွန်တော်ကြတော့နည်းနည်းလေးအဲ့လိုမျိုး casual ဆန်နဲ့ classic ဖြစ်တဲ့အဲ့လိုပုံစံမျိုးကိုသွားကြင်တာပေါ့နော်အမကကြတော့အာ smack ကြပြီးတော့ classic ဖြစ်တဲ့ပုံမျိုးကိုရွေးချင်တယ်ဘလို့ ကာလတွေပြောင်းသွားပြောင်းသွားအဒီဇိုင်းပုံစံကမယိုးသောပုံစံပေါ့နော်ပြီးတော့လူတိုင်းတို့အားနည်းချက်အဲပေါ့နော်အအနည်းဆုံးဖြစ်နိုင်တဲ့အဲ့ဒီပုံစံမျိုးပြီးတော့အမြဲတမ်းလဲဝတ်ဖြစ်မဲ့ပုံစံမျိုးအမားတော့ကြိုက်ခေနောက်တစ်ခုကအပြင်ထွက်လို့ပြင်ဆင်တဲ့အခါကလည်း10မိနစ်လားတစ်နာရီလားအာနည်းနည်းလေးတော့မြန်မြန်လို့ထင်တယ်ဒီဘာပေါ့10မိနစ်15မိနစ်လောက်ဆိုရင်တော့ကြောက်ပြီအင်းမြန်မြန်ဖြည်းဖြည်းရှုပ်အမားလို့ထင်တယ်မနိုင်ပြောလို့ရတာ တန်တန်တနိုင်ကွယ်တော့ No ဟုတ်လားငါဘယ်တော့မှအပြင်းသွားရင်ပြုတ်မပြင်းစင်ဘူးပြတနိုင်အချိန်မပေါ်အလွန်ဆုံး10မိနစ်ပဲ10မိနစ်ထက်မပေါ်ဘူးအာအဲ့ဒါအိမ်ရတူပဲ Okay ကဲဒီတကားကျွန်တော်မေးမယ် Okay ကိုသားကဘာကြီးကိုကဲတင်မဲ့တရေကောင်းတယောက်ဖြစ်မယ်ဆိုရင်ဘာဝတ်မလဲကျမအညိုရောင်ဝတ်မယ်အညိုရောင်အညိုရောင်ဟုတ်မှာကွာရောင်ရောင်ဝတ်မှာကဘာကြီးကိုတရားပြပြီးကဲတင်မယ်လေအာ Very cool answer เนาะ သူကဟိုလိုမျိုး super hero တောင်မှတရားပြပြီးတော့ဒါချေချွတ်တဲ့ hero မျိုးအဲကျွန်တော်ကကြတော့အဲ့လို batman တိုက်တာကျွန်တော်က batman ရဲ့လုံးဝ bruce wayne ရဲ့ fan okay မပြီးမနော်อือဟွ Winnie Maddie ရဲ့စင်မာတဲ့ဘောနော် fashion တွေထဲမှာဆိုရင်ကိုအကြိုက်ဆုံးက casual လား classic လားအမ်နောက်ခုလုံးကြိုက်တယ် ်ကက်ရှူရယ်အပြင်တွေပါတွေသွားမယ်ဆိုရင်တော့ကက်ရှူရယ်ကလပ်စစ်ဖြစ်တယ်ဆိုတော့အဲ့လိုဘယ်ပဲသွားသွားကိုအဲ့လိုမျိုးအစင်ပြေတဲ့တိုက်မျိုးကိုကြိုက်တယ်ကျွန်တော်အဲ့လိုမျိုးအမရဲ့အဖေကကြတော့ဒီဘက်ခက်ကလေးတွေကောင်းလေးဖြစ်တယ်လို့ပဲပြောတော့နော်ရီနီမာရီယပ်ဖြစ်နေလို့ကိုကြိုက်တာဝါကျွန်တော်အများကြီးတင်ယူအောင်မယ်မာစီကနေမင်းပြေတာโอเคโอเคကိုချိတ်ခိုက်နေတဲ့သူလေးရာတဲ့9မိနစ်အတွင်းတွေ့ရအောင်လို့ပြောရင်ဘာဝင်မလဲတဲ့ဘာဝင်မလဲ ရင်းမပြီးနဲ့တီရှပ်ဖြူအဲ့ဒါမမှားဆုံးနီလမ်းပဲอืมဖြူအောင်ကလိုက်တင်လို့ပဲခန္ဓာကိုယ်ပတ်လိုက်တယ်လို့ပဲဝင်းပြီးလင်းတက်သွားအဲ့ရင်းမပြီးဆိုတော့ကအစ်မကျစ်လစ်ပြီးပေါ်သွားတယ် body ကောက်ကြောင်လည်းပေါ်တယ်အားကြောင့်မို့နော်ရနေကဒါဟိုဟာရင်းမပြီးလေးနဲ့အားအရင်ကြိုက်တယ်ရင်းမပြီးလေးကျွန်တော်ကျတော့အဲ့လိုမျိုးတီရှပ် fit အမဲဟိုမှာ ပြီးရင်အောက်ကနေပြီးတော့ style pants ဟာပြီးသွားပြီဟာကုန်သွားပြီကွာမေကုန်နေစားရတဲ့ကောင်းနေဟုတ်တယ်ကျွန်တော်ဒီနေ့လဲဒါ challenge တွေအများကြီးကိုလုပ်ပြီးွားတော့ဒူးတွေလည်းညောင်းနေပြီအမလည်းပင်ပန်းနေလောက်ပြီကဲအဲ့တော့ကျွန်တော်သိချင်တာကလေဒီနေ့တနေ့လုံးဝတ်တဲ့ထဲမှာအမရဲ့ favorite outfit ကဘယ် outfit ဖြစ်မလဲ straight fashion လို့ပြောလာအဲ့မှာကခေါင်းဝင်နဲ့ကုတ်ကြီးနဲ့အောက်ကဘူးဖက်နဲ့ကြီးနဲ့လေအဲ့လိုဝေးရတဲ့ဟာကိုအမအခုဒီနေ့အတွက်အရန်သဘောကျသွားတယ်ဘာလို့ဆိုအဲ့လိုမျိုးပုံစံအမက wig ခဲတယ်အဲ့တိတ်မဝေးဖြစ်ဘူးရင်းတော့ဆိုခေါင်းဆိုခေါင်းဝင်သက်ဝတ်တယ်ကုတ်ဆိုကုတ်သက်ဝတ်တာအခုကြတော့မဟုတ်ဖက်နဲ့ခေါင်းဝင်နဲ့ကုတ်ကမှတွဲတဲ့ပြီးအောက်ကဘူးဖက်နဲ့ဆိုတော့အမဒီနေ့လေးအမြင်ပိုဆန်းပြီးတော့သဘောကျမိတယ်ကွာကိုဝင်နေကြမဟုတ်တဲ့ fashion တစ်ခုဖြစ်နေတဲ့အခါကျတော့အာကျွန်တော်ကကြတော့ဒါအမမလာခင်တော့ကျွန်တော်မနက်ကယူထားသေးတယ်တစ်နှစ်တာလုံးနဲ့ ဒါဝတ်ဖြစ်မဲ့ outfit လေးကိုပြောပြပါဆိုတော့ကျွန်တော်ကဒီလို sport shirt အလိုဘယ်လိုအဲ့အကြောင်ဘာလို့ခေါ်မလဲအာအစိမ်းလေးကိုမှဒီမာချာရောင်လို့ခေါ်မလားမသိဘူးအဲ့အဲ့လို sport shirt လေးနဲ့အောက်ကနေပြီးတော့ဒီမီကိုရောင်ဂျင်းလေးအာရမိုက်တယ်ကျွန်တော်ရဲ့ဒါတနှစ်တာလုံးအတွက်ဝစ်ဆိုတော့ကျွန်တော်ရွေးချယ်လိုက်တာကဲဟုတ်ပါပြီကဲအဲ့ဆိုရင်ကဲအားလုံးပဲအာ an elevated day with running buddies program လေးရဲ့ဒါ fashion challenge တွေကိုအဆုံးထိကြည့်ပေးတဲ့အတွက်ပရိသတ်ကြီးကိုကျေးဇူးအများကြီးပဲတင်ပါတယ်အမြင့်သူတို့လည်းဒီပေါ့နော် Rene Matias ကလုပ်တဲ့ဒီ challenge လေးမှာတော်တော်လေးကိုပျော်ရွှင်ခဲ့ရပါလို့ပြောချင်ပါတယ်။ကဲဟောရကြည့်နေပြည့်သက်တွေရောနောက်ထပ် Rene Matias ကဘယ်လိုမျိုး challenge တွေဘယ်လိုစိတ်ဝင်စားဖွယ်ရကောင်းတဲ့ season တွေတင်ဆက်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်။စောင့်မျှော်ကြည့်ရှုပေးကြပါအောင်။ Bye bye ။